နော်ပြည်သူရဲ့အကျိုးအကျိုးစီးပွားအတွက်ဆိုပြီးတော့ဒါအခုချိန်ကြီးစောက်ခွက်ပြောင်းပြီးတော့ပြောနေရပါတော့ပြည်သူရဲ့အသက်တွေကိုတော့မှနော်ပြည်သူရဲ့အသက်ဆိုတာကျွန်တော်တို့ PDF တွေကိုပြောတာမဟုတ်ဘူးနော်ဘာမှမဆိုင်တဲ့လူတွေရဲ့အသက်ကိုရရဆက်ဆက်နော်တက်ဖြတ်တယ်အိမ်နေမင်းချွေပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဆိုတဲ့စောက်ပေါ်ဥပဒေတွေထုတ်ပြီးပြောကျင်တာလေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့ထူးတဲ့တဲ့ကောင်းတဲ့တဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ဒီရက်တည်းထက်ထွက်လာတဲ့တည်င်းတွေအရာမဟာလာလို့စေအောင်စုက စီဝါရေးနဲ့ပတ်သက်ပြီးတော့မှခရိုနီတွေကရုရှားကိုခေါ်သွားတယ်လို့ဆိုတဲ့သတင်းကြားတယ်ခရိုနီရဲ့နာမည်တွေအများစွာရှိတယ်ပေါ့နော်ထည့်ထားတယ်ဒါပေမဲ့မပြောပြတော့ဘူးဒီထဲမှာတော့နော်အဲ့ဒီမှာမင်းအောင်လိုင်းရဲ့သားတွေလည်းပါတယ်ပေါ့အဲ့တော့စီဝါရေးကိုပြောင်ပြောင်တင်းတင်းပဲဒီလောက်မြန်မာနိုင်ငံစုပြတ်တက်နေတဲ့အချိန်မှာခရိုနီလန်းစင်တဲကိုဟလာအဲဒီစီဝါစီဝါရေးနဲ့ပတ်သက်ပြီးတော့ကုသန်းရောင်းဝယ်ဖောက်ကားရေးတွေကိုအမျိုးတွေကိုပြောင်ပြောင်တင်းတင်းကောက်ထည့်တာပေါ့နော်အဲ့တော့အမြဲတမ်းလည်းဒီလိုလှုပ်လာတာပါပဲတိတ်တော့မထူးဆန်းပါဘူးဒါပေမဲ့အခုပေါင်ဝင်လာတဲ့ခရိုနီတွေကလက်သစ်ခရိုနီတွေဖြစ်တယ် เนาะအရင်တော့ကရိုနီကြီးတွေတော့ပါတာမတွေ့ရတော့ရှောင်နေကြတယ်ပေါ့เนาะအခုကတော့လက်သစ်ကရိုနီတွေဖြစ်တယ်အဲ့တော့တစ်ချိန်လုံးမြန်မာနိုင်ငံကိုအဲ့ဒီကရိုနီတွေနဲ့ပဲပေါင်းပြီးတော့မှမြန်မာနိုင်ငံကိုရောင်းစားလာခဲ့တာပဲเนาะတကြီးကြီးလည်းတော့ကုန်သွားပါဟုတ်လားအဲ့တော့အဖက်ဖက်ကိုเนาะယူရင်းပြည့်စီအောင်လုပ်နေတဲ့အထက်မှာဒီကရိုနီတွေပါပါတယ်ဆိုတဲ့အခါကျတော့မင်းအွန်လိုင်းတို့အခုလုပ်နေတဲ့လုပ်ရက်ကျွန်တော်တို့ပြန်ပြီးတုံးတက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ချိန်လုံးကဟိုပထမဗီဒီယိုတွေမှာပြောခဲ့သလိုပါပဲ တို့တွေကမြန်မာနိုင်ငံကိုတနိုင်ငံလုံးထိုးထွေးဖို့အစီအသက်ရှိနေပါပြီ။တို့ရဲ့အသက်ရှင်ရေးတို့ရဲ့ရက်တီရေးချမ်းသာရေးဒီလောက်ကိုပဲတို့ကကောင်းနေမှာထည့်ထားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်နော်ဘာတေးစုတရားမှာအရင်တော့လည်းမရှိခဲ့သေးဘူး။နောက်လည်းရှိလာမှာမဟုတ်ဘူး။အခုလည်းရှိမှာပေါ့။အဲ့တော့တရင်ကောင်းတော့ထုတ်တာတော်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 ကောင်းနေရှင်တို့ဘက်ကနော်။ပြည်သူရဲ့အကျိုးအကျိုးစီးပွားအတွက်ဆိုပြီးတော့ဒါအခုချိန်ကြီးဆောက်ဖက်ပြောင်းပြီးတော့ပြောနေအောင်နော်။ပြည်သူရဲ့အသက်တွေတော့မှနော်။ပြည်သူရဲ့အသက်ဆိုတာကျွန်တော်တို့ PDF တွေကိုပြောတာမဟုတ်ဘူးနော်။ဘာမှမဆိုင်တဲ့လူတွေရဲ့အသက်ကိုရရဆက်ဆက်နော်။တက်ဖြတ်တယ်အိမ်နေမင်းရှုရယ်ပြီးလို့ရှိရင် စစ်မှုထမ်းဥပဒေဆိုတဲ့စောက်ပေါ်ဥပဒေတွေထုတ်ပြီးပြောချင်တာလေပါလေတိရဥပဒေကိုကိုယ့်ကိုရေးရချင်းကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့အဲ့ဒီစစ်မိတ်ဆာတွေကလုပ်နေတဲ့လုပ်ရက်ကိုကျွန်မပြောပြဥပဒေကသူတို့ရဲ့ဥပဒေကဗလာစာရွက်ထဲမှာအော်စရာရှိနေတာနော်ကိုယ့်ကိုကိုယ်လိုရင်လိုတယ်လို့ကောက်ရေးတာနော်ဟာကိုယ်တစ်ခုခုလုပ်ဖို့လိုအပ်လာပြီးသူတို့ရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်သူတို့ရဲ့အာဏာတည်မြဲရေးပဲဖြစ်ဖြစ်တစ်ခုခုလုပ်ဖို့လိုအပ်လာပြီးဆိုရင်အဲ့ဒီဥပဒေကိုချက်ချင်းလက်ငင်းကောက်ဆွဲနိုင်တဲ့အထိစောက်ပြီးစောက်မျက်နှာပြောင်တိုက်တာနော်စောက်ရှက်မဲ့ဆိုတာလောက်တာနော်အဲ့ဒါကို အဖေးထောက်ခံနေတဲ့လူတွေလည်းရှိတကယ်တော့ဒီကောင်းကြီးအသက်သက်ဆိုးရှင်နေရတဲ့အကြောင်းရင်းကမြမပြည်မှာရှိနေတဲ့တုံးစားလို့မရတဲ့လောက်ကောင်းကြီးနော်ချီးပိုးလို့ကောင်းကြီးကြောက်တယ်ဒီကောင်းကြီးအသက်ရှင်နေတာဖြစ်တယ်နော်အဲ့တော့ထားပါတော့ခရိုနီတွေဆိုတာကတော့သူ့ရဲ့အကျိုးအမြတ်အတွက်သူ့ရဲ့အသက်ကိုလည်းဟာလာမနှမျောဘူးဘာမှလည်းမကြောက်ဘူးနော်ငါတို့ရှိမှစွမ်းအားရှင်နေရှိနေတယ်ဆိုတော့စိတ်တစ်ခုနဲ့ပြည်သူမျက်နှာကိုလည်းမကြည့်ဘူးလောက်တာကိုထားပါတော့အဲ့ဒီအောက်ကဘာမှမဟုတ်တဲ့လူတွေကအခုချိန်ကြီးမင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့ဟိုလိုက်ပြီးတော့ ဟိုအခုချိန်ထိเนาะအသေးခံပြီးတိုက်နေကြတာတွေ့ရเนาะတေချာစဉ်းစားဖို့လိုရဆိုတဲ့အကြောင်းပြောတာပါအဲ့တော့မြန်မာပြည်ကတော့ဖြစ်ချင်သလိုတွေဖြစ်နေတာပါပဲဒီထက်ပိုပြီးတော့စိုးရတဲ့အဖြစ်ရက်တွေပဲကျွန်တော်တို့မြင်နေရမှာပဲနောက်ဆက်မှုထံဥတွေနဲ့ထုတ်ပြီးတော့ပြည်သူကိုလှုပ်ချင်လို့ခေါ်ချင်လို့ခေါ်ဆွဲချင်လို့ဆွဲနေတဲ့ခြေနေကိုလည်းကြည့်လိုက်ပါเนาะနောက်တစ်ခုကအဲ့ဒီစစ်မှုထံခေါ်တဲ့လူတွေဆိုလို့ရှိရင်เนาะအထွက်ပြေးတဲ့လူတွေကိုပြစ်တက်တာတွေအဲနောက်တစ်ခုကအဲ့ဒီစစ်မှုထံထဲမှာပျော်အောင်လို့ဆိုပြီးတော့ เนาะဒီမွေ့ဈေးတွေ30ခိုင်းပြီးတော့ထားထားတာတွေမွေ့ဈေးတွေ30ပြီးခိုက်ခိုင်းတာတွေဒါတွေကအမှန်တရားတွေပဲဒါတွေကဂျင်းတွေမဟုတ်ဘူးရှင့်เนาะအဲပေါ်မှာတွေကတော့ဒီတော်လိုင်းကြီးဘက်ကထွက်တဲ့သတင်းမှန်တယ်များဂျင်းပဲပြောတာလीเนาะဘာလို့လဲဆိုတော့သူတို့ကအများရန်ဂျင်းမိနေတယ်လို့ဆိုတော့လူတွေဆိုတော့သူတို့လူသူတို့ကိုထက်ထားတဲ့ဂျင်းတွေနဲ့ပဲသူကပိတ်နေကြတာပေါ့เนาะအဲ့တော့ဖြစ်ချင်သလိုဖြစ်လာတော့မယ်မြန်မာနိုင်ငံဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘာဆက်လုပ်ရအောင်လဲဆိုလို့ရှင့်အခုလက်ရှိကျွန်တော်ပြောပြမယ်เนาะ မရောက်နိုင်လို့လုတ်တဲ့လုတ်ကွက်ကဂျက်ကောင်းထိအောင်လုတ်တာပဲเนาะတကယ်လို့တို့ရဲ့လုတ်ကွက်ကဂျက်ကောင်းတကယ်ထိပြီဆိုကျွန်တော်တို့တော်လိုင်းရဲ့အင်အားတော်တော်လေးထိထိထိတော့ထိခိုက်မယ်ပေါ့ရှင်เนาะဒါပေမဲ့တော်လိုင်းရဲ့ကနောက်ဆုတ်သွားမှာတော့မရှိဘူးနောက်ဆုတ်သွားဖို့မရှိဘူးဒါပေမဲ့ကက်ကဲသွားမယ်ကိုကြသွားမယ်အဲ့ဒီအနေထားမျိုးတော့ရှိတယ်အဲ့တော့ဒီလိုအနေထားမျိုးမှာ เนาะကျမတို့စီရေးချိန်တွေကိုပြန်ကြည့်မယ်တကယ်တမ်းကျရင်စီရေးကတာကျမတို့နိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာเนาะစီရေးအနိုင်ရှုံးကတာဆုံးဖြတ်ပါမင်းအွန်လိုင်းတိုက်တဲ့ကောင်နဲ့ပေါင်တိုက်တယ်လို့လုပ်လို့ရတယ်လုံလိုင်းရေးကိုအချိန်ကြာသွားမှာနေပြည်သူတွေပို့ခတ်ခဲလာမှာပဲရှိတယ်အဲ့တခုပဲရှိတယ်ကြံတာကတော့မင်းအွန်လိုင်းကိုဘာမှဒီတော်လိုင်းရေးကိုဘာမှဘယ်လိုနည်းနဲ့မှတားဆီးရပ်တန့်ပြစ်လိုက်လို့မရဟုတ်တယ်เนาะကျမပြောတာအဲ့တော့သူတို့ဟာပြည်သူလူထုကိုเนาะဆက်ကျင်နေပါတယ်ဆိုပြီးတော့သူတို့ကတိုက်မယ်ဆိုရင်တတိုင်းပြည်လုံးကိုဘုံကျဲပြစ်မှာရမှာသူတို့နေနေတဲ့အဝန်းအဝိုင်းရလွှဲတတိုင်းပြည်လုံးကိုဘုံကျဲပြစ်မှာရမှာဒီလိုအခြေအနေမျိုးကိုသူလုပ်မှာလား လုံရဲမှာလားအဲ့လိုလုံလို့မရဘူးလေအဲ့လိုလုံလို့ရရင်တို့နာကားသွားမှာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာရှိတယ်ဆိုတဲ့ခါကျတော့တော်လိုက်ရေးအခြေအနေကကျမတို့မြန်မာနိုင်ငံရဲ့80ရာခိုင်နှုန်းလောက်ကိုတင်တာပြီးသွားပြီနော်အခုကျမတို့မြေပုံထောက်ကြည့်သိနိုင်နေရှင်းဘောမတွေကဂျင်းပါညာဆိုပြီးလောင်အောင်မယ်အဲ့လောက်မှစီတို့ကဒီလောက်ပဲသိရအောင်နော်အဲ့တော့မြေပုံကိုထောက်ကြည့်ရင်ပို့ပြီးတော့သိနိုင်တယ်ကျမတို့တော်လိုင်းရေးဘတ်တော်သားတွေမှာဘယ်ဘယ်တက်ခွဲဘယ်တက်ရင်ဘယ်တက်ခွဲတွေဆိုတာကအချိန်မီတာနှမ်းမယ်တွေကတရင်တွေလည်းထုတ်ပြင်းပြီးလားအဲ့တော့ဘယ်တက်ရင်ကဘယ်မှာရှိရဲဆိုတော့ကျမတို့မြေပုံထောက်ကြည့်ရင်သိနိုင်တယ် ဲ့တော့နေပြည်တော်ရန်ကုန်မန္တလေးနဲ့ဘကိုးဒီလောက်ကလေးကိုပဲသူတို့ချေကုပ်ယူထားတဲ့နေရာလေးဒါလေးပဲရှိတော့တာဖြစ်တဲ့တော့မင်းအောင်လိုင်းစစ်တပ်ဟာမြန်မာပြည်သူလူထုအတွက်နဲ့မြန်မာနိုင်ငံအတွက်ကတော့အဆိုးရမဟုတ်တော့သူတို့ဟာဗာလေတော်လန်ရေးအဖွဲ့စည်းလိုမျိုးအဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်နော်လက်နက်ကင်အဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်သူတို့မှဘာတိတ်ခါဘာကုန်တိတ်ခါမှမရှိတော့ဘူးဘာတက်တိမှမရှိတော့ဘာတိုက်ရင်ခိုက်ရင်မှလည်းမရှိတော့ဘူးယူဟာကောင်းကောင်းလေးမချပေးနိုင်တော့ဘူးနော်အဲ့တော့အဲ့ဒီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့လူတွေကလည်း စစ်ရေးကိုအာယုံမဆိုင်နိုင်ဘာလို့အာယုံဆိုင်နေလဲဆိုတော့ငါဒါကိုလုတ်လိုက်လို့ရှိရင်တော့မင်းအောင်လိုင်းခိုင်းတာလေလိုက်လုတ်လို့ရှိရင်တော့ငါဘယ်အချိန်လောက်မှမဖြစ်သွားနိုင်မလဲဘယ်လိုຢာလူမျိုးကိုရသွားနိုင်မလဲဘယ်လိုအကျိုးမြတ်ကိုရသွားနိုင်လဲဆိုတာတွေပဲခေါင်းနဲ့ထည့်ရတာအဲ့ဒါကိုမသိတဲ့ခီးကိုလို့လောက်အောင်နေအောက်ကနေရွှေစီရွှေစီတက်နေတာရွှေစီရွှေစီတက်မှာပေါ့သူတို့ကလည်းမျောလင်းနေကြတာပေါ့နော်အဲ့တော့ရုပ်မာတဲ့လူတစ်တိုက်ပေါ့ရှင်ကျွန်တော်တို့နိုင်ငံထဲမှာရုပ်မာတဲ့လူတစ်တိုက်ကနည်းနည်းလေးပဲရှိတာတကယ်တမ်းကျရင်ပြည်သူလူထုကတာအဲ့ဒီရုပ်မာတဲ့လူတစ်တိုက်ကိုအမောက်ကျိတ်ကိုစောင့်နေကြတာတောင်သူတို့လည်းကောင်းကောင်းသိပါတယ် ဲ့တော့အဲ့ဒီလူတစုနည်းနည်းလေးကလှုပ်ချင်တယ်လို့လှုပ်တဲ့အချိန်တွေဒီကျွန်တော်တို့စောင့်နေမှာလားကျွန်တော်တို့အဲ့လိုမထင်ဘူးအခုအေးအေးရဲ့လှုပ်ရှားမှုကလည်းအရန်အားရစရာတင်းနေစရာကောင်းတယ်လို့နော်ကချင်နော်ပြီးလို့ရှိရင်ချင်းအဲ့ဒီဘက်ကိုကြည့်လိုက်လို့ရှင်လည်းပဲဒါတိမ့်နေတာဒါချင်းပြည်နေဆိုလည်းအကုန်လုံးကိုတိမ့်နိုင်ဘူးပြည်နယ်တစ်ခုလုံးကိုတိမ့်နိုင်ဘူးဘာမှမကျန်တော့တဲ့အခြေအနေဖြစ်နေအဲ့တော့တုံးလိုက်ရစ်ချင်နေတာတကယ်ကိုမှကျွန်တော်တို့80ရာခိုင်နှုန်းတိမ့်လာပြီပါအဲ့တော့ကျွန်တော်တို့ကဘာကိုပြောတင်တာလဲဆိုလို့ရှိရင်တပေါင်းစုဖွဲ့နိုင်ဖို့အရင်ကျွန်တော်တို့ပြည်သူတွေအော်လာတာ၄နှစ်ရှိတော့ပြီနော် အဲ့ဒီအခြေအနေတခုကိုကျမတို့မျှော်လင့်နေဒီလိုလူလူအနေနဲ့တောင်းဆိုတာတိုင်းရင်းသားလက်နက်ကောင်းကောင်းများအားလုံးကိုတောင်းဆိုသလိုတောင်းဝင်ရှိသူများအားလုံးကိုလည်းကျမတို့တောင်းဆိုပါတယ်နောက်တပေါင်းစုဖွဲ့နိုင်ဖို့ကျမတို့အရင်မျှော်လင့်နေဘာဖြစ်လို့လဲဆိုရန်သူကိုအချိန်ပေးထားတယ်လို့မျိုးမဖြစ်စေချင်သူတို့အချိန်ရသွားမယ်သူတို့ကျမတို့တို့အချိန်ကအရင်ကိုအရင်ကမှတန်ဖိုးကြီးနေတယ်အရင်ကမှအရေးကြီးနေ2025နောက်ရွေးကောက်ပွဲကိုလည်းဘယ်ဘယ်ဘယ်လမှဘယ်အချိန်မှလုပ်မယ်ဆိုတာကိုသူတို့ဘက်ကကြံကြံထားပြီးဖြစ်တယ်အဲ့တော့ဟိုဖြစ်လုပ်ချင်တယ်လို့လုပ်မယ်ရွေးကောက်ပွဲအဲ့တော့ကျမတို့ကဒီအချိန်နေတိစောင့်နေလို့ ဘာဘာကျွန်တော်တို့အတွက်ဘာထူးလာမှာကျွန်တော်တို့လှုပ်ရှားရှိတဲ့ဟာကိုလှုပ်ဖို့အတွက်အားလုံးစုစည်းညီညွတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းပြီးသူလူလူကလည်းဒီတာဝန်ရှိသူခေါင်းဆောင်တွေကိုဝိုင်းပြီးអော်ပေးကြပါတော်လည်းအချိန်ညအခုချိန်မှာကျွန်တော်တို့ကလုံးဝအသာစီးရနေတာတောက်လျှောက်လေအသာစီးရလာခဲ့တာဖြစ်တယ်အဲ့တော့20ရာခိုင်နှုန်းလောက်ကကျန်တော့တယ်မြောက်